င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်ကနျူကလ িয়ার စွမ်းရင်အကောင့်ထဲပေါ်ရေးတွေဝန်ကြီး73ဦးပါအမျိုးသားကော်မတီကိုဖွဲ့စည်းပြီးလိုအပ်နေတဲ့ရန်ပုံငွေနဲ့ဗန်နာရဲ့အရေးမြစ်တွေကိုရှာဖွေနေပါတယ်ကျူးမြို့နယ်မကြီးကုန်းတောင်ရွာကိုဘုံလာကျတဲ့စစ်တပ်ရဲ့ဂျိုင်ယိုကော်ပတာရဟတ်ရင်တစည်းဟာပြတ်ကျသွားခဲ့ပြီး မောင်းနေသူစစ်သားနှုတ်လဲသေသွားတဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်ဆောင်မေအောင်လိုင်းကနျူကလ িয়ার စွမ်းအင်အကောင့်ထဲပို့ရေးတွေဝန်ကြီး73ဦးပါတဲ့အမျိုးသားကော်မတီကိုဖွဲ့စည်းပြီး လိုအပ်နေတဲ့ရမုံငွေနဲ့ဘန်နာရဲ့အရင်းမြစ်တွေကိုရှာဖွေဖို့တတ်မှတ်လှုပ်ဆောင်နေတယ်လို့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းရသိရှိရပါတယ်။မင်းအွန်လိုင်းကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့အဲ့ဒီအမျိုးသားအစ်စ်နျူကလ িয়ার စွမ်းရည်အကောင့်တွေဖော်ရေးဥဆောင်ကော်မတီကိုဩဂတ်လ15ရက်နေ့မှာဖွဲ့စည်းလိုက်တာဖြစ်ပြီးအဲ့ဒီကော်မတီထဲမှာ ဝန်ကြီး73ဦးကိုအဖွဲ့ဝင်တွေဖြစ်တတ်မှတ်တာဝန်ပေးထားရလို့လည်းသိရှိရပါတယ်။အဲ့ဒီနျူကလ িয়ার စွမ်းရည်ကော်မတီက မြန်မာနိုင်ငံမှာနျူကလ িয়ার စွမ်းအင်အစီအစဉ်တွေစတင်နိုင်ရေးဦးစီးဆောင်ရွက်တာနျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်ထဲပေါ်ရမှာလိုအပ်တဲ့ညွှန်ကြားချက်လက်ညွန်ချက်တွေထုတ်ပြန်တာတွေနျူကလ িয়ার စီမံကိန်းတွေအကောင့်ထဲပေါ်ဆောင်ရွက်တာတွေ ਨੇ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကိုစောင့်ကြည့်စစ်ဆေးတာတွေပါဝင်တယ်လို့လည်းသိရပါဗါဒါအပြင်နျူကလ িয়ার အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနဲ့နျူကလ িয়ার စီမံကိန်းအတွက်ဗဏ္ဍာငွေရရှိနိုင်ရမယ့်အရင်းမြစ်တွေရွေးချယ်သတ်မှတ်ရေးတို့ကိုဥဆောင်ဓာရီပါဝင်တယ်လို့လည်းသိရပါတယ်။ဒါအပြင်မေအောင်လိုင်ဥဆောင်နဲ့နျူကလ িয়ার ကော်မတီကလုပ်ငန်းကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီးသိပ္ပံနဲ့နိပညာဝန်ကြီးကိုဥဆောင်ခိုင်းထားလို့လည်းသိရပါဗါး2025ခုနှစ်ဧပြီလအတွင်းမှာ မြန်မာနိုင်ငံမှာရုရှားကမဂါဝ130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဘိုကိုတိစောက်ဖို့နဲ့ဒီဓာတ်ပေါင်းဘိုကိုမဂါဝ330ဒီလက်စစ်တိုးချက်ထုတ်လွှင့်နိုင်ရေးအတွက်နျူကလ িয়ার ဓာတ်ပေါင်းပုံအဆင့်တိုးမြင့်သွားနိုင်ဖို့နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့လို့လည်းသိရပါဗျ။ရုရှားကနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ရေးနဲ့ လက်ပတ်နိုင်ရေးတို့အတွက်ရုရှားပညာရှင်တွေနဲ့တူမြန်မာနိုင်ငံကစစ်ရာရှိတွေကိုပူတွဲတင်ကြားပြသပေးသွားမှာဖြစ်ပြီးစစ်အုပ်စုကနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်မှုအစဉ်လိုက်တဆင်ချင်းစီတွေစစ်အုပ်စုကရုရှားစီကိုငွေကြေးပေးချေရမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်မေအောင်လာရဲ့အခုနှစ်စက်တင်ဘာလရုရှားခီးစဉ်တွင်မြန်မာနိုင်ငံမှာအငဲစားလက်စစ်တအားပေးစစ်ရုံတိစောက်နိုင်ရေးတွင် လိုအပ်တဲ့နျူကလ িয়ার အခြေခံအစအဝလူဆွမ်းအားအရင်းမြစ်တွေနဲ့တခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ROSA2M တို့ကတတ်နိုင်သမျှဆက်လက် ကူညီပေးသွားဖို့အတွက်လည်းမင်းအောင်လိုင်းကမေတ္တာရက်ခံခဲ့ပါတယ်ရှင်။ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။ ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တမိုင်းလမ်းစုံမှာပြူစောထိနေစစ်တပ်ကပြစ်ဒဇာတွေကိုအုံချပြီးလူငယ်တွေကိုသွေးဆောင်ဖျားယောင်ပြီးစစ်မှုတန်းအဖြစ်ဖမ်းဆီးကငွေညစ်တာတွေကိုလုဆောင်လာတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့ဆွေမျိုးတွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်15ရပ်ကွက်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်ရှိတဲ့လူငယ်တဦးကသူ့ရဲ့တငယ်ချင်း၃နဲ့တူတစောင်းတိုင်းပွဲနဲ့ဈေးရောင်းပွဲသွားမယ်ဆိုကထွက်သွားပြီး ည9နိုင်ခွဲလောက်မှာအဲ့ဒီလူငယ်ရဲ့လက်ကင်ဖုန်းကနေတဆင်လုံကြုံရေးတောင်ပေါ်ရှိသူတူလို့ဆိုကမိသားစုစီကိုဆက်သွယ်လာခဲ့ပါတယ်အဲ့ဒီလိုဆက်သွယ်ပြီးစစ်မှုထမ်းအဖြစ်စုဆောင်းမခံလို့ရင်ငွေကျပ်25သိန်းနဲ့လာရောက်ရွေးကိုခိုင်းတယ်လို့လည်းသိရှိရပါတယ်။ဖြစ်စဉ်ကတော့သမိုင်းလန်းစုံ ကောင်းကြိုက်ဓာန်ပေါက်ဆိုင်ရှိမှာပြည်ထစာအမျိုးသမီးတစုကဈေးတသက်တသာနဲ့ပျော်ပါနိုင်တယ်လို့ဆိုပြီးလူငယ်တွေကိုခေါ်ဆောင်သွားပြည်နေတော့မှာ စစ်မှုထမ်းအဖြစ်ဖန်ဆီးခံရတာလို့လဲဖန်ဆီးကံလူငယ်က ပြန်လဲရှင်းပြပါဗျ။အဲဒီလိုဖန်ဆီးခံရတဲ့လူငယ်ကတော့ပြန်ရွေးနိုင်တဲ့အတွက်ကြောင့်အဖမ်းမခံရပေမဲ့လည်းပြန်မရွေးနိုင်တဲ့နောက်နှစ်ဦးကတော့ဘင်းအောင်စစ်ကြောရိတ်တာကိုပို့ခံလိုက်ရတယ်လို့လဲလွမြောက်လာတဲ့လူငယ်ရဲ့ဆွေမျိုးသားချင်းတို့ကရှင်းပြပါဗျ။ မရန်ကုန်မြို့နယ်တမိုင်းလန်းစုံကောင်းကြိုက်ဓမ္ဘုတ်ဆိုင်အနီးမှာပြည်သူစာအမျိုးသမီးများစွာနေရောညပါရှိနေတာဖြစ်ပြီး ပြည်သူတွေတဲကတချို့ကစစ်တပ်အတွက်လူငယ်တွေရှာဖွေဖမ်းဆီးမှုတွေလှုပ်ဆောင်လာသလိုပြူစောထွန်းတဲ့လူမိုက်အချို့ကလည်းတက်စီကားနဲ့စောင့်ဆိုင်ပြီးပြည်သူစာတွေသွေးဆောင်ဖျားယောင်းခေါ်ဆောင်လာတယ်။လူငယ်တွေကိုရက်ွက်ရုံးကိုတခါတည်းခေါ်ဆောင်ကစစ်မှုထမ်းအဖြစ်စုဆောင်းနေရလို့လည်းသိရပါရဲ့ရှင်။ ဘကောအတန်းတစ်ပောက်ကိုတက်ဆက်ပေးကြပါရယ်ဘကောအတိုင်းဖြူးဖြူနဲ့မကြီးကုန်းတောင်ရွာကိုဘုံလာကျတဲ့စစ်တပ်ရဲ့ဂျာရိုကော့တာရဟတ်ရင်တစီဟာပြက်ကျသွားခဲ့ပြီး မောင်းနေသူစစ်သားနှစ်ဦးလည်းသေသွားခဲ့တယ်လို့ဘကောအတိုင်းစစ်တနာရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါရယ် နိုဝင်ဘာလ6ရက်နေ့မနက်7:55မိနစ်လောက်မှာဖြိုးမြို့နယ်မကြီးကုန်းတောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကျန်းဖက်စစ်တပ်ရဲ့မုံမြို့အခြေဆိုင်ခမရ960တရင်က120မမလက်လက်ကြီးအသေးကန် drone တွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်မနစ်ကမနက်ပိုင်းမှာတော့အကျန်းဖက်စစ်တပ်ရဲ့ gyrocopter နှစ်စီးဟာမကြီးကုန်းတောင်ရွာကနေအိမ်တွေကို ဘုံနှလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရမှာမကြီးတောင်ရွာသားအသက်55နှစ်အရွယ်ရှိတဲ့ဥမောင်ငယ်ဟာဘိုက်ပွင့်ထက်ပြီးဒဏ်ရာနဲ့တေဆုံးသွားခဲ့ရတယ်လို့နေအိမ်6လုံးခန့်လည်းပျက်စီးသွားခဲ့ရပါတယ်။အိမ်နောက်မှာတော့အကြက်ပဲစစ်တရဲ့ဂျိုင်ရိုကော့ပတာတစီးဟာပဒက်ခင်ရွာဒဂွန်တိုင်ရွာအကြမှာပြက်ကျသွားခဲ့ပြီး မောင်းနေသူစစ်သားနှစ်ဦးလည်းတေသွားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတခါမှာတော့တနင်္သာရီတိုင်းကော့တောင်းခရံခမောက်ကြီးမြို့နယ်မှာအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တက်ခဲ့ခဲ့ရမှာဗိုလ်မှူးဗိုလ်ကြီးတို့အပါအဝင်စစ်သား20ကျော်ဟာတေသွားပြီးအများအပြားလဲဒဏ်ရရှိခဲ့လို့ကော့တောင်းခရံပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်းနေပြန်ကြားရေးတာဝန်ခံကိုကြားကြီးကပြပြပါရတယ်။နိုဝင်ဘာလ2ရက်နေ့နေ့လယ်7:00မိနစ်50လောက်က ခမောက်ကြီးမြို့နယ်အခြေဆိုင်တပ်နယ်ကအင်အား80လောက်နဲ့လေးရွာနဲ့ထူးဆောင်ဖြက်လန်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအသင့်ဆောင်ကြုံမိုင်းဆွဲပစ်ခတ်တိုက်ခတ်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဟာ၃နိုင်ကျော်ကြာမြင့်သွားခဲ့လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးတို့ဗိုလ်ကြီးတဦးနဲ့တပ်ချက်ကြီးတဦးအပါအဝင်၈ဦးဟာနေရာမှာပဲပွဲချင်းပြီးတည်သွားခဲ့တာကို တော်လဲရဲဘော်တွေကမျက်မြင်တွေ့ရှိခဲ့ရလို့လည်းသိရှိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာတည်သွားခဲ့တဲ့စစ်သားအလောင်း18လောင်းကိုလည်းလေးရွာစတင်ကျောင်းအနီးမှာမီးရှို့ထားခဲ့ရလို့လည်းသိရပါတယ်။ဒါအပြင်အကြက်ဘက်စစ်သား28ဦးဟာလည်းဒဏ်ရာရှိခဲ့ပြီးခြေပြက်လက်ပြက်ဒဏ်ရာအပြင်းထန်ရကစစ်သား10ဦးကိုထိုင်းနိုင်ငံရန်အောင်ဆေးရုံမှာဆေးကုသနေရတယ်လို့ကြံရှိတဲ့ဒဏ်ရာစစ်သားတွေကိုလည်း ကောတောင်းပြည်သူစေယုံနဲ့စစ်တပ်စေယုံတို့မှာစေကုသနေရလို့လည်းသိရှိရပါတယ်။အဲဒီကိမ်းမှုကို ကောတောင်းခရံမဟာမိတ်ပူပေါင်းအဖွဲ့ဖြစ်တဲ့ KTLA ဘိုးချုပ်မြအထုတရဲ့ကောတောင်းမြို့နယ်ပကဖာနဲ့ဗိုလ်ပြင်းမြို့နယ်ပကဖာတို့ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လန်းတပ်ဖွဲ့ဝင်2ဦးဟာကြာဆုံးခဲ့ရပြီးတဦးမှာတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ AR တိုင်းကံကြီးတော်မြို့နယ်ကြုံရက်ကျွရမှာနေထိုင်တဲ့ကိုစန်းထွတ်ကိုအကျန်းဖက်စစ်တဲ့ဘက်ကအုတ်ချုပ်ရေးမှုအဖွဲ့ကစစ်မှုထမ်းစင့်ခေါ်စာနဲ့ငွေညစ်တောင်းခံတာကြောင့်ကျိုးဆွဲချတတ်တည်သွားတယ်လို့ဒေတာပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။နွေဘာလ3ရက်နေ့မှာတော့ကြုံရက်ကျေးရွာကအကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံအုတ်ချုပ်ရည်မှုကြော်မင်းထွန်းရိုင်းအိမ်မှုဝင်းနိုင်တို့အဖွဲ့ကကျေးရွာအတွင်းမှာနေထိုင်နေကိုစန်းထွက်ကိုစစ်မှုထမ်းစင့်ခေါ်စာ ပေးပို့ခဲ့တာဖြစ်ပြီး စစ်မှုမထမ်းလို့ရင်ငွေကျပ်2သိန်းခွဲပေးဖို့ကအကြက်ပဲစစ်တပ်လောက်ခံအုပ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေကငွေညှိမှုတွေကိုလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်။အဲလိုငွေညှိမှုလှုပ်ဆောင်တာကြောင့်နိုဝင်ဘာလ9ရက်နေ့မှာတော့ကိုစန်းထွန်းဟာကြုံရက်နဲ့မြင်းကစိတ်ဆက်သွယ်ရေးလမ်းမှာကျိုးဆဲချတည်ဆုံသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲလိုစစ်မှုထမ်းဆင့်ခေါ်ပြီးငွေညှိခံရတာကြောင့် ိုစန်းထွန်ဟာကြိုးစွဲချတည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ကိုအကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးကျော်မင်းထွန်၊ရာအိမ်မှူးဝင်းနိုင်စစ်တပ်ဒေါက်တိုင်နမောနဲ့တမ်းမီတို့ကရက်ွက်အတွင်ကိုစန်းထွန်ဟာအကျွေးရှိလို့တတ်သေးတယ်လို့ကောလာဟလာတွေကို ဖြန့်ဝေနေရလို့လည်းသိရှိရပါဗျ။ဒါအပြင်ကိုစန်းထွန်ရဲ့မိသားစုဝင်တွေကိုလည်းတေဆုံးတဲ့အကြောင်းရင်းကိုမတော်တဆဖြစ်ရကြောင်တေဆုံးတယ်လို့သာပြောဆိုဖို့နဲ့ရုပ်လောင်းကိုချက်ချင်းတကြို့ဖို့အတွက် အုတ်ချုပ်ရေးမှုကြော်မင်းထွန်းကဖီအားပေးချင်းချောင်းတယ်လို့လည်းသိရပါဗျ။သစ်ဆုံးသွားတဲ့ကိုစန်းထွန်းမှာဇနီးနဲ့အတူ အသက်၈နှစ်နဲ့အသက်၂နှစ်အရွယ်ရှိတဲ့သမီးငယ်နှစ်ဦးလည်းကြံရစ်ခဲ့လို့လည်းသိရပါဗျရှင်။မကွေးရတန်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းဂံကောမြို့နယ်နဲ့ထီလင်းမြို့နယ်ကိုအကျန်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေလေးကျင်ဘုံကျဲတက်ခဲ့တယ်လို့ ရောလင်းတန်းကကိုမင်းဒတ်တာကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။နွေမာလာ6ရက်နေ့မနေ့9နာရီမိနစ်45မိနစ်လောက်ကခံကုန်းမြို့နယ်မြောက်ပိုင်းဟန်တာရီပြူရွာနဲ့ကြံတာရွာကြားတနေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့တရတဦးလီတပ်ကနေတက်လာတဲ့ Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့ပြီးနွေမာလာ9ရက်နေ့10နာရီ28မိနစ်ကလည်းထီလင်းမြို့နယ်အရှိချမ်းပုံညာတောင်အတွင်းတနေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အကြက်ပဲစစ်တရဲလေးချောင်းတက်ခတ်မှုကြောင့်လက်တလုံးမှာတော့ထိခိုက်ပျက်စီးမှုတွေကိုမသိရှိရသေးပဲဒေသပြည်သူတွေကတော့ထွက်ပြေးတိမ်းရှောင်နေရလို့လည်းသိရပါလိမ့်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မကွေးတိုင်းပေါ့မြွတ်နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြက်ဖက်စစ်တပ်ကမနစ်ကညပိုင်းကတရဖီရွာကိုမိရှုံနေပြီး တောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတန်းဆောင်နေရတယ်လို့ဒေသပြည်သူတွေကပြောပါရယ်။အော်တိုဘာလ29ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစ22ကနေထွက်ခွာလာတယ်။တပ်မ69လောက်ခန်းတပ်ရင်းတရကို439ဆက်လေးတို့ပူပေါင်းထားတဲ့အင်အား300ကျော်ပါစစ်ကြောင်းဟာရိုးကြီးရွာအနောက်ဘက်မှာ ရှားပင်ရေရွာမိုးကောင်းချောင်းက အသက်30ကျော်ရွယ်ရှိတဲ့ကိုရွှေမင်းနဲ့ယိုကြီးတော့ကအသက်40ရွယ်ရှိတဲ့ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဟာအော်တိုဘာလ31ရက်နေ့ကပသိမ်မုံရွာလမ်းပိုင်းကိုရောက်ရှိလာပြီးတဲ့နောက်မှာအင်းနေမနဲ့အစောပိုင်းမှာချက်ကန်ရွာကိုဝင်ရောက်လာပြီး ကျေးရွာအတွင်းပြည်သူပိုင်းနေအိမ်ခုနှလုံးခန့်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာနိုဝင်ဘာလ၁ရက်နေ့မှာတော့ချက်ကန်ရွာကနေတဆင်းပင်တောင်ပြူစောတိရွာနဲ့ဒီတော့ကွင်းရပြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲခါထွက်ခွာသွားပြီးတဲ့နောက်မှာနိုဝင်ဘာလ၃ရက်နေ့မှာတော့အဲဒီစစ်ကြောင်းဟာပြူစောတိရွာနဲ့ပူးပေါင်းက အင်းအား900ခန့်နဲ့စစ်ကြောင်း3ကြောင်းခွဲပြီးကျေးရွာတွေကိုထပ်မံစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေလို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတရပီရွာထဲမှာတပ်ဆွဲထားပြီးအဲ့ဒီနေ့မနေ့ပိုင်းကနေစတင်ကညပိုင်းအချိန်ထိပြည်သူပိုင်းနေအိမ်တွေကို စိတ်ကြိုက်မီးရှို့ဖျက်ဆီးနေပြီးလက်ရှိအချိန်မှာတော့တရပီရွာထဲမှာတပ်ဆွဲထားတာကြောင့် နေအိမ်ပျက်စီးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗါးအဲ့ဒီအကြက်ဖက်စစ်တပ်စစ်ကြောင်းကြောင်လက်ရှိအချိန်မှာပေါ့မြုံနယ်အတွင်းကကျေးရွာ16ရွာကအိမ်အောင်စု3000ကျော်ပြည်သူ12000ကျော်မှဘေးလွတ်ရာတောတောင်တွေအတွင်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်စုတမားရှင်ချမမြပါ